အားလုံးပဲမင်္ဂလာပါရှင်။မောကဒီနေ့မှာတော့အုံတို့တာကူငပြောပေါင်းလေးလှူစားဖြစ်တဲ့အတွက်ကြောင့်မို့ရဲ့လုံလေးလေးကိုအားလုံးကိုလာအောင်မြောက်ပေးတာပဲဖြစ်ပါတယ်ရှင်။ အရင်ဆုံးအနေနဲ့မွာရင်နွေးလေးနည်းနည်းနဲ့ထညာခဲလေးတစ်လုံးလောက်ကိုတည်တည်ကြာကြာလေးထညာပြော်သွားတဲ့အထိကြိုးပေးထားလိုက်ပါမယ်။ဒီလိုကြိုနေတဲ့အချိန်တွင်မှာပဲမွာငပြောသီးလေးကိုခွန်ခွာထားလိုက်မယ်ပေါ့နော်။ဒီနေရာမှာတော့မွာရခိုင်ငပြောသီးသုံးထားပါတယ်။တကယ်လို့ဖြီးချမ်းသုံးခြင်းနဲ့ဆိုလို့ရှိရင်လည်းရပါတယ်။မွန်သုံးထားတာကရခိုင်ငပြောခြင်းလေးတွေပေါ့နော်။အဲမွန်ခုနကခွန်ခွာထားတဲ့ငပြောသီးလေးတွေကိုအဲထညာလေးအရေးပြော်လာတဲ့အခါမှာထည့်ပြီးတော့တကြားလေးထည့်လိုက်မယ်။ပြီးရင်အရသာလေးလေးပင်ပင်ဖြစ်အောင် လို့စားနေနေထဲမှာပြီးရင်တော့အုံလို့ဘူးသေးတပူဖောက်ထည့်လိုက်ပါမယ်။ပြီးရင်တော့မွားနွားနို့ဘူးသေးလေးတပူပါထည့်လိုက်ပါတယ်။ဒီနေရာမှာနွားနို့မတုံးချင်ဆိုလို့ရှိရင်လူစိမ်းလေးတုံးပြီးလည်းရပါတယ်။ဒီလိုမျိုးအကုန်လုံးထည့်ပြီးသွားပြီဆိုရင်တော့မွားဒီပေါ်တော့ငပြောသီးလေးတွေပျော့သွားတဲ့အထိပေါပေါပွားစုအောင်လို့တည်ပြထားလိုက်ပါမယ်ပေါပေါပွားစုပြီးငပြောသီးလေးတွေလည်းပျော့သွားတဲ့အနေအထားလောက်ရောက်ပြီဆိုရင်တော့မုံနိုးတွေအိုးကိုချထားလို့ရပါပြီပြီးရင်တော့မုံက တာကိုကြိုးပါမယ်ဒီအချိန်မှာခုနကြိုးထားတဲ့အဲဒီပေါ့နော်ငပြောသီးလေးတွေကိုလည်းမုံလို့ရေးအေးသွားအောင်အေးခံထားလိုက်မယ်အဲတာကိုလေးတွေလည်းလုံးဝမျက်စိပြောက်သွားတဲ့အနေထားရောက်ပြီဆိုလို့ရှင်တော့မုံလို့ရေးတာကိုစောနာကဒီငပြောသီးအိုးလေးတွေထည့်ပြီးတော့နည်းနည်းလေးပေါ့နော်အပူလေးပေးပြီးတော့နည်းနည်းလေးစုပွက်လာတဲ့အထိတင်လိုက်ပါမယ်ဒီညမှာမီးကိုအရန်ကြီးပြင်းစရာမလိုဘဲနဲ့မီးခအေးအေးလေးနဲ့ပဲနည်းနည်းလေးတည့်ပေးရဲဆိုရပါပြီ နည်းနည်းလေးပုတ်ပုတ်ပွတ်ဆူလာပြီဆိုလို့ရှင်တော့မွန်နိုးတွေအိုးချလို့ရပြီပေါ့နော်ဒီဟာလေးကိုပူပူလေးပဲစားလို့လည်းအဆင်ပြေတယ်ဒါမှမဟုတ်လို့ရှင်ကိုကအေးခံပြီးတော့မှအေးအေးလေးစားမယ်ဆိုလို့ရှင်လည်းတမျိုးလေးစားကောင်းတယ်ပေါ့နော်အားလုံးပဲဒီလိုမျိုးအချိုးပွဲလေးကိုလိုက်လောက်စားကြည့်ကြပါဦးနော်ကျေးဇူးများရှင်တင်ပါတယ်ရှင်